ာမတည်ဘူး။ဈေးတော့ရောင်းပြီးွားရင်เนาะဈေးတော့ရောင်းပြီးသွားပြီးအော်တချို့ကပြောတယ်မယူအတန်းအောင်တယ်ဟုတ်တယ်မယူအရန်အတန်းအောင်တယ်နေလားအခုအတန်းအောင်တယ်တခုပြောချင်တာ ဒီဗီဒီယိုဖိုင်လေးကတော့တိုးပါတယ်တိုးတိုးလေးပဲတိုးတိုးလေးနဲ့ခက်ပြက်ပြက်ပဲစကားပြောရင်ခက်ပြက်ပြက်ပဲပြောတတ်တယ်မိန်းမတော့မိန်းမပဲဒါပေမဲ့တတ်သိရှိတော့မိန်းမမဟုတ်မခံတော့မိန်းမပွင့်လင်းယူတာတော့မိန်းမအဲ့ဒီအမျိုးသမီးပါเนาะ unity ကအဲ့တော့စကားပြောရင်ပြက်တယ်သိကြကြမှာပါမယုခုဒီ file လေးကိုတော်တော်လေးပဲ ဘာဖြစ်လို့လဲဆိုတော့ကြီးတဲ့သူတွေကိုလည်းအားနေအားနာတယ်သူတို့ကခမရလဲဘေကုံတယ်နော်အဲ့တော့လိုရင်းကိုပဲပြောမယ်ဟုတ်ကဲ့လိုရင်းကိုပဲပြောပါမယ်အခုဒီနေ့တက်လာတယ်ဒီနေ့တက်လာတယ်မိထီလာကနေပြီးတော့မိထီလာခရိုင်ကနေပြီးတော့အော်ဖြစ်နေတဲ့အဲနည်းနည်းခရက်ကလေးပေါ့လူတွေအားလုံးသိမယ်လို့ထင်တယ်ဘာလဲဆိုတော့အာမယူတော့ဘာသာကို အာစာရေးသားမှုနော် Facebook ပေါ်မှာ တင် status တင်နေရေးသားမှုအဲ့ဒီအတွက်လူအုပ်ကြီးကအင်တန်ဒေါ်လာထွက်နေတယ်ဒေါ်လာထွက်နေတဲ့အပေါ်မှာလည်းမယူလဲပါတယ်ပါဝင်တယ်ဒေါ်လာထွက်တယ်ထွက်တယ်သို့တော်လည်းမယူလက်ခနဲ့တိလိုက်တာမေးလိုက်ခြင်းနဲ့မေးခွန်းလည်းရှိတယ်ထွက်ပါတယ်အမျိုးဘာသာသာသနာကိုထိလို့ရှင်မယူလဲရှေဆုံးက ေါသထွက်တက်သူပါထမင်းလိုက်ခြင်းနဲ့အခုဆိုတကားသွားတယ်သူဘာသာသူချင်းချင်းစော်ကားသွားတယ်မှန်တယ်လူအုပ်ကြီးကတော်တော်ကြီးကိုထိန်းယူနေရတဲ့အခြေအနေနော်ရတဲ့ဖွဲ့ဝင်တွေပါအဲဒါကဗာပေးနေရတာပေါ့နော်သူ့ကိုပေါ့နော်လူအုပ်ကြီးကလူအုပ်ကြီးကဒါများတဲ့အတွက်အဲ့ဒီဗီဒီယိုဖိုင်တက်လာတယ်မယူကြည့်တယ်မယူဒေါသလည်းထွက်ပါတယ် သို့တော့မေးချင်တဲ့မိကွန်းတစ်ခုပေါ်လာတယ်ဟုတ်ပါတယ်မေးချင်တဲ့မိကွန်းတစ်ခုပေါ်လာပါတယ်မြန်မာနိုင်ငံဟာဟောဒီမယူလို့နေနေတော့မြန်မာနိုင်ငံမြန်မာပြည်မြန်မာပြည်သူပြည်သားများဟာများသောအားဖြင့်ဗုဒ္ဓမြတ်စွာဘုရားကိုကိုးကွယ်ယုံကြည်တော်သူများဖြစ်ပါတယ် အမျိုးဘာသာသာသနာကိုထိကိုက်စော်ငါလို့ရှိရင်ဘလို့မသီးခန့်ခွန့်လွတ်တတ်တဲ့သူတွေမဟုတ်ဒါလူသားတွေနော်အရိယာပုဂ္ဂိုလ်တွေမဟုတ်ဘူးယဟန္တာတွေမဟုတ်ဘူးယဟန္တာတွေသာမေတ္တာစိတ်သီးခန့်စိတ်ခွန့်လွတ်စိတ်အင်မတန်ကြီးမားကြတာပါမယူတို့ကလူသားတွေပါဟုတ်ပါတယ်လူသားတွေပါလူသားတွေမို့လို့တုံ့ပြန်မှုဆိုတဲ့စိတ်သက်ကရှိနေပါတယ်။မယူလို့နှလုံးသားထဲမှာတုံ့ပြန်မယ် တံပြန်မယ်တိုက်ခိုက်မယ်ဆိုတဲ့စိတ်ဓာတ်တွေရှိနေပါဒါလူသားပါလူသားဆိုတော့လူသားဆန်ပါတယ်လူသားဆန်တဲ့အတွက်တုံ့ပြန်တဲ့ခါကြရင်မယူလို့တွေတုံ့ပြန်တဲ့အခါကြရင်စိတ်မဆိုးကြပါနဲ့အခုမယူတုံ့ပြန်တာမဟုတ်ပါဘူးမယူမေးစရာမေးခွန်းလေးရှိလာပါတယ်လူရင်းတို့ရင်းပြောရမယ်ဆိုရင်မယူတို့ဘာသာဗုဒ္ဓဘာသာနိုင်ငံဟုတ်ကဲ့ဗုဒ္ဓဘာသာနိုင်ငံမှာ အဲ့ဒီဗုဒ္ဓဘာသာနိုင်ငံမှာလွန်ခဲ့တော့3-4နှစ်ကတောင်မှပဲဆရာတော်ဥဝီယသူ ဆိုသူဟာဆရာတော်ဥဝီယသူဆရာတော်ဖျားဒါကဗုဒ္ဓဘာသာနိုင်ငံမှုလို့ဆရာတော်ဖျားသင်ငန်းခြုံထားရင်ဒါဆရာတော်ဖျားဆရာတော်ဖျားပဲတော်သူဘာလုံးနေလုံးနေကိုဘာသာကိုကိုယုံကြည်တယ်ယုံကြည်တဲ့အတွက်ဆရာတော်ဖျားလို့ခေါ်တယ်ဆရာတော်ဖျား ပြုမှုပြောဆိုခဲ့သည်ကိုတောင်မှဘာသာသူချင်းချင်းဆရာတော်ဖရာတော်မှာပဲဒါဓမ္မယုတခုထဲ့ပြောလိုက်အောင်မယ်နိုင်ငံရေးမပါအောင်နော်နိုင်ငံရေးမပါအောင်စကားပြောရင်ပြက်ပြက်ပဲပြောတတ်တယ်ဝိမဝိုက်တတ်ဘူးမဝိုက်တတ်ဘူးမဝိုက်တတ်ဘူးမိမ့်မနော်မယုစကားကိုနားထောင်ရင် အဲဆရာတော်ဖះဥဝီရသူကိုဆရာတော်ဖះလို့ခေါ်လိုက်လို့နင်ကစစ်ဘက်ကလားလို့ NLD ကလားလို့လာမပြောနဲ့စိတ်ဝင်စားဦးပါတီကိုတော့တော့မိမောင်ခိုးပြခြင်းနဲ့မြန်မာနိုင်ငံသားတွေကိုမိမောင်ခိုးပြခြင်းနဲ့မေကွန်လေးတစ်ခုပါရိုးရိုးလေးဟောလုံးခဲ့တော့နှစ်တည်းလုံးကဆရာတော်ဖះကိုနော်ဒါတင်ငန်းချုံလာတဲ့ဆရာတော်ဖះပဲဆရာတော်ဖះနော်အဲ့ဒီတော့ ဆရာတော်ဗျာဖွဲ့ပြီးတိန့်ဆောင်ရတယ်မှန်တယ်သာသနာရေးဝန်ကြီးဌာနဆွဲဆိုမယ်အမိတ်တရားဆွဲမယ်ဒါဟာသင်ငန်းချုပ်ထားသောမြမပြည်ဘွားဆရာတော်ဖျားပြင်းနေတယ်လေအောင်ထားသောဆရာတော်ဖျားဟုတ်ပြီနော်ဟောမေးတော့ပါမယ် အခုလက်ရှိအခြေအနေဟာပွင်လင်းရိုသားသောဒီမိုကရေစီနိုင်ငံကို ဖော်ဆောင်နေပါတော့အစိုးရအသက်တက်ပါတယ်ရိုးရိုးလေးပါမေးတာရိုးရိုးလေးပါမယူအန်နဒီလည်းမဟုတ်ဆင့်ဆိုးရလည်းမဟုတ်ဘာမှမဟုတ်တော့ပဲမေးခြင်းနဲ့မေးကုန်းမဟုတ်လို့မေးလိုက်တာတဲ့တဲ့အများကိုလည်းမိမောင်းထိုးပြကြံလို့မေးလိုက်တာပဲ။ မေးတဲ့နဲ့မေးကုန်လို့ထင်လို့မေးလိုက်ပါပွင့်လင်းရိုးသားတော့ခင့်မို့လို့မေးတဲ့နဲ့လို့ထင်တယ်ပြည်သူတဦးနေနဲ့မေးတဲ့နဲ့လို့ထင်တယ်ညမာပြည်သူတဦးနေနဲ့မေးတဲ့နဲ့လို့ထင်ပါတယ်အဲ့တော့ဥဝီယသူဆရာတော်ဥဝီယသူတော်မှာထွက်ပြေးတိန်ဆောင်ရတယ်နော်တရားဆွဲဆိုမှုတွေရှိတယ်ဟောအခုဒေဗလာမောင်ဒေဗလာကနေဒါနိုင်ငံကနေပြီးတော့ မြန်မာပြည်ကိုခြေစုံရက်ပြီးလက်သီးလက်မောင်းတန်းပြီးဟိုးစိန်ခေါ်တယ်လို့ဒီကိုရွဲ့တယ်လို့စောင်းတယ်လို့လုပ်နေတာတွေကိုမြင်ကြမှာပါအားလုံးဘာကြောင့်များ ရေးယူမှုမရှိတာပါလဲလို့မေးသိနဲ့မေးခွန်းလို့ထင်ပါတယ်ပြည်သူတယောက်နေနဲ့အင်မတန်သိကျင်ပါတယ်အရန်သိကျင်နေပါတယ်ကိုပါသားကိုစော်ဟန်းခံနေရတဲ့အတွက်မြန်မာတိုင်းနိုင်ငံလုံးကိုစားမေးတယ် မေးပါတယ်မင်းကွန်းဆင်တော့ sorry မင်းကွန်းဆရာတော့ ਨੇ မှားသွားတယ်နော်ဆရာတော့နာမည်မှားသွားပါတယ်နော်တိုင်းနာမည်မှားသွားတယ်မကွေးဆရာတော့ဘုရားကြီးကနော်မကွေးဆရာတော့ဘုရားကြီးကမယူကသင်္ကန်းအမ်စီထားတဲ့ဆရာတော်ဖရားတွေဆိုရင်ဆရာတော်ဖရားကြီးပဲခေါ်တယ် ဒါရိုးရိုးသေးသေးပဲရိုးရိုးကြိုးကြိုးပဲရိုးကြိုးမှုပဲမကွေးဆရာတော်ဖျားကြီးကအင်းစိန်မှာလဲတရားဆွဲဆိုရယ်ပယ်ချခံရတယ်ဒုတိယအကြိမ်မယန်းကုန်းမှာလဲတရားဆွဲဆိုခံအဲတရားဆွဲပါတယ်တဲ့ပယ်ချခံရပါတယ်တဲ့နော်ဗီဒီယိုဖိုင်တက်လာတာပါနော်မယူကိုတိုင်တရားရုံးကိုတွားပြီးကြည့်တာမဟုတ်ပါဘူးအဲ့တော့ခပြက်ပြက်ပြောရမယ်ဆိုလို့ရှိရင်ဘာကြောင့်များဒေးဗစ်လာကိုတရားဆွဲဆိုမှုကိုပယ်ချတာပါလဲမြန်မာပြည်သူတရားအုံနေနဲ့သိကြမှာတယ် အများကွန်စားလဲမေးလိုက်တာပါနော်ဒါအများကလည်းသိချင်နေမယ်လို့ထင်တဲ့မေးခွန်းမှာမေးချင်တယ်လို့ထင်နေတဲ့မေးခွန်းကိုမယူမေးလိုက်ချင်းဖြစ်ပါတယ်အဲ့တော့ဆရာတော်ဦးရသူခပြတင်းချောင်းနေရပါတယ်ဒါကတော့ဘာလို့မပြူမိမိမှုပေါ့နော်ကိုကိုမဟုတ်တာလှုပ်လို့ရှိရင်တော့အပြစ်ရှိရင်တော့ခပြတင်းချောင်းရမှာပါပဲဥပဒေအရကြည့်မယ်ဆိုရင်အခုဒေးဗစ်လား ဒေးဗစ်လာမြန်မာနိုင်ငံသားမဟုတ်ပါဘူးနော်သူကကနေဒါနိုင်ငံသားခံယူထားသူပါမြန်မာနိုင်ငံမှာခြေစုံရက်ပြီးတော့လာဆော့ကားလာအဲ့ဒီအတွက်အေးအေးမှုကိုဘာအတန်မှမကြားရပါဘူးခုချိန်ဒီဘာအတန်မှမကြားရပါဘူးအဲ့ဒါတိုက်သိချင်နေပါတယ်မယူတယောက်တည်းမဖြစ်နိုင်ပါဘူးအားလုံးသိချင်တာဖြစ်မှာပါ 阿里一转，没有阿罗本人有打算，别外面耍人，阿青嘛，本人到 democracy 内安到德国第三年的，阿青嘛，批吧嘞，喏，阿哩多不你不看得嘞，没批三只嘛不，喏，阿罗没有病毒掉你呢，本人有打算没来的没瑰嘛，在那帮妈妈抱抱，喏，塞罗我罗乌鸦都，塞罗乌亚都特别的想欢嘞。 ဒါကမြန်မာနိုင်ငံသားချင်းချင်းနော်မြန်မာနိုင်ငံသားချင်းချင်းထွေပြေတင်းဆောင်ရတယ်ဘာသာတူချင်းချင်းထွေပြေတင်းဆောင်ရပါတယ်မိေဖန်လေးတစ်ချက်လောက်အဲ့တော့ဘာသာမတူသူနိုင်ငံသားမတူသူကမိမိမြန်မာနိုင်ငံမှာခြေစုံရက်ပြီးတော့စော်ကားမော်ကားဖြစ်လာတဲ့ကိစ္စကလေးကိုဘာမှဆောင်ရွက်ခြင်းမကြရပါဘူး အေးအေးယူမှုကိုလည်းမကြားရပါဘူးအဲ့ဒီအတွက်အများညာသိကျင်မလားမယူတော့သိကျင်တယ်သိကျင်လို့လည်းမေးလိုက်တာပါတဲ့တဲ့ရိုးသားပါတယ်မယူအင်တန်ရိုးသားပါတယ်ရိုးသားလို့လည်းအဲ့လိုမျိုးရိုးရိုးသားသားမေးခွန်းရှိမယ်ထင်လို့မေးလိုက်ချင်းဖြစ်ပါတယ်မြန်မာပြည်သူတယောက်အနေနဲ့သိကျင်ပါတယ်အခုမိထီလာကိစ္စမိထီလာကိစ္စအော်တောင်းနေဖြစ်သွားတယ်။နော်လူအုပ်ကြီးကတအားကိုဒေါသထွက်သွားတယ်တအားကိုပွဲစုနေတယ် ဟောဒေးဗစ်လာကြတော့ငြိမ်နေပါလားရေးရမှုလေးတွေတခုခုပေါ့နော်ပြည်သူတွေကိုနှစ်သိမ့်ပေးစေချင်ပါတယ်နော်အခုချိန်ဒီတို့လောတို့လောတို့လောဆိုရဲရင်ထဲကတို့လောတွေကဘာတို့လောရမလဲမသိဘူးဖြစ်နေပါတယ်ဒေးဗစ်လာပဲပါဝါကြီးနေလို့လားဒေးဗစ်လာရဲ့ကာဗာအနောက်ခံကာဗာဘာရှိနေလို့လဲဘာအတွက်ကြောင့်လဲဒေးဗစ်လာဘာဖြစ်လို့များဒီလိုပြောရဲရတာလဲ မီးဖန်လေးတစ်ချက်လောက်မဟုတ်ဘူးပိတ်ခိုင်းတာအဲ့တော့ဒိုလောလေးတွေဖြစ်နေပါတယ်ဒါဟာအများဖြစ်နေမှာပါဒါအများကိုစားမယူမေးလိုက်ခြင်းဖြစ်ပါတယ်အများကလည်းဒီမေးကွန်မေးခြင်းပဲလို့လဲထင်တယ်ထင်တယ်နော်မိမိမြေပေါ်မှာခြေစုံရက်ပြီးတော့ဘာမဟုတ်တဲ့ covid-19 covid-19 ဒါနဲ့ဒါနဲ့မိမိမိဘာသာကိုချီကျူးတယ်ရပါသေ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 းတယ်နော်ဒါပေမဲ့မယူလို့ဘာသာကိုစော်ကားမော်ကားပြောတယ်ဟုတ်တယ်နော်လုံးလို့မရဘူးကလို့ကိုမြေပေါ်လာပြီဒီလိုလာပြီလာလုံးလို့မရပါဘူး သူ့မှာပါဝါဘလောက်ကြီးနေတယ်လဲမယူလို့စဉ်းစားနေပါတယ်ပါဝါကြီးနေလို့လားသူ့အရေးယူမှုတွေဆောင်ရွက်မှုတွေဘာမှမရှိရပါဘူးဘာမှလည်းမကြားရဘူးကြားချင်တယ်ဘာလုံးမှလဲဆိုတာသိချင်ပါတယ်အခုမိထီလာက နော်တန်ဃာတွေကိုစော်ကားတဲ့သတင်းတက်လာတယ်ချက်ချင်းရေးယူပါတယ်အဲ့တော့မယူမေးเสียမေးခွန်းတစ်ခုပဲရှိပါတယ်တစ်ခုပဲရှိပါတယ် ပဝမ်ပတ်တူဖြစ်ချင်းလည်းဖြစ်သွားမယ်နော်ဘာဖြစ်လို့လဲဆိုတော့ပဝမ်ပတ်တူဆိုတာဟိုတနေ့ကဒေးဗစ်လာကိုပြောထားတာပဝမ်ပေါ့အခုကတော့မေကွန်းထုတ်တာကတော့ပတ်တူပေါ့နော်အဲ့တော့မယူကသိချင်းတာအလားလေးပါပဲနော်ဘာသာတူလူမျိုးတူတဲ့ဟိုဒူတွေတောင်မှပဲအုံးကြက်ကြက်နဲ့လုံးဝသီးမခံတာအခုဘာသာမတူဘဲနဲ့နော်ဘာသာမတူဘဲနဲ့စော်ကားမော်ကားမိမိမျိုးကိုလာပြီးခြေစုံရက်ပြီးတော့ပြောတဲ့ဟာကအခုထိငြိမ်သက်နေသေးပါ သိချင်နေတယ်ဘလို့ရေယူဆောင်ရွက်မှုလေးတွေလုပ်ချင်လဲဆိုတာလုပ်မလဲဆိုတာသိချင်နေပါတယ်ဘာအတွက်လဲဆိုတော့အမယူတို့ကမြန်မာပြည်သူစစ်စစ်ပါမယူကမြန်မာပြည်သူစစ်စစ်ပါချစ်တယ်မယူမြန်မာပြည်သူတွေပြည်သားတွေမယူချစ်တယ်မယူဘာသာကိုမယူချစ်တယ်ကိုကိုယ်ရုံကြည်တယ်စီးကတ်တယ်လိမ့်လာတယ် သူများဘာသာကိုမယူလို့မစော်ကားပါဘူးမယူလို့မြန်မာပြည်သူပြည်သားဗုဒ္ဓဘာသာလူမျိုးတွေဟာဘယ်တော့ခါမှတခြားဘာသာကိုမိမိမှစတင်၍စော်ကားတယ်ဆိုတာမရှိခဲ့ဘူးပါဘူးမေတ္တာကိုအခြေခံထားသောဘာသာဖြစ်သောကြောင့်ဖြစ်ပါတယ်ဗုဒ္ဓဘာသာဆိုတာမွေးစဉ်ကတည်းကမိယိုးဖလာ ကိုးကွယ်လာပါတယ်တချို့ဗုဒ္ဓဘာသာတွေကတော့ရှိပါတယ်နော်ဘာသာပြောင်းတာရှိကြပါတယ်ဒါကယုံကြည်ရပါတော့ အဲ့တော့မယူတို့တွေကမိယိုးဖလာကိုကိုွက်လာတဲ့ဘာသာပါကံငါးပါးဆိုတာရှိမဲအမိဖရှိမဲအဲ့ဒီအမိဖလက်ဦးဆရာပဲမယူတို့ကိုတုံတင်ဆုံးမမယ်ဖះရှင်ဝေရီတင်ပေးမယ်နော်ကြီးသူယိုသေးငယ်မူလေးစားနော်ဂါရဝဆနိဝရောဆဆိုတာတွေကလာပါတယ်နော်လာပါတယ်ဒါတွေကဂါရဝရဆနိဝရောဆဆိုတာတွေကတော့ဒါပေကြီးဆက်တတုတ်ကြည်တဲ့လူတော့သိတာပေါ့เนาะ မယူကတော့ညစဉ်အနုလုံပတိလုံစိတ်နေတော့သူပါမယူအခုပတိစိတ်ခံနေလေးကိုတစ်ချက်သိချင်တာလေးကိုဒါလေးကိုမေးချင်တာအဲ့မေးခွန်းလေးဒါလေးဒါလေးနော်ဒီမေးခွန်းလေးသိချင်တာဒီဗလာဟာဒီလိုမျိုးလောက်တယ်ဆိုလို့ရှိတာလုံးဝထင်ရှားနေပါတယ်ဗီဒီယိုဖိုင်တွေကလည်းအများကြီးထင်ရှားစွာရှိနေပါတယ်တရှိနေပါတယ်အခုချိန်ထိမပျောက်ပြတ်ပါဘူးဒါဟို အများပြည်သူမြန်မာပြည်သူဘာသာဗုဒ္ဓဘာသာမြန်မာပြည်သူတွေအတွက်အေးအေးယူမှုတစ်ခုတလေများတစုံတရာများရှိခဲ့ပါသလားအင်းစိန်တရားရုံကလည်းပယ်ချတယ်လို့ပြောပါတယ်မယန်းရုံမယန်းကုန်းတရားရုံကလည်းပယ်ချတယ်ဆိုပြီးတော့ဗီဒီယိုဖိုင်တက်လာလို့မယူကြည့်လိုက်ရပါတယ်တရားရုံကိုမယူသွားကြည့်ရမှာမဟုတ်ဘူးနော်ဗီဒီယိုဖိုင်အွန်လိုင်းမှာတက်လာလို့ကြည့်လိုက်ရတယ် ဘာအတွက်ပါလဲဘာအတွက်ပါလဲဆိုတော့မေကွန်လေးကဘာကြောင့်လဲဆိုတော့အာဆရာတော်ဦးရသူဖော်ပြတင်ဆောင်ရတယ်နိုင်ငံရေးမပါနဲ့နော်ပိုင်လွယ်မှာမဟုတ်ဘူးနိုင်ငံရေးနဲ့လာမကြီးကြပါနဲ့မယူဘယ်ပါတီမှမဟုတ်အဲ့တော့ဆရာတော်ဦးရသူဆိုတာလေဘာသာဗုဒ္ဓဘာသာပဲမြန်မာပဲ ဟောအခုဒေးဗစ်လားဘာအတွက်လဲဘာရည်ရွယ်ချက်ရှိရှိလာတာလဲမြန်မာနိုင်ငံကိုခေါ်ယူစစ်ဆေးရည်ယူမှုလေးဆောင်ရွက်မှုလေးတစုံတရာတစ်ခုခုလုပ်ပြပေးပါလုပ်ပြပေးပါ မိမိဘာသာကိုဒါမှမဟုတ်အခုပဒီမဆက်ရသေးပါဘူးနော်ဒါပဒီမဆက်ရသေးပါဘူးပဒီမဆက်ခင်ပြောတာပါနော်ဒါပဒီမဆက်ခင်ပြောနေတာ ပတိစိတ်ပြီးမှတော့ဒေါသမဖြစ်ချင်ပါဘူးဒေါသတန်လေးပါတော့မှစိုးရင်နဲ့ဒါကြောင့်ပတိမစိတ်ခင်ပြောတာပါအဲ့တော့ရေးယူဆောင်ရွက်မှုလေးတွေဘာတစ်ခုမှ မတွေ့ရပါဘူးမကြားရပါဘူးသို့ထို့ကြောင့်မေရခြင်း ဖြစ်ပါတယ်ဘလို့ဆောင်ရွက်မှုလေးတွေများ ရှိမလဲဒါလေးတွေကို TV မြမအတန်အဲရုပ်မြင်သံကြားသတင်းအားလည်းလွှင့်ထုတ်ပေးလို့ရပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့ အော်တောင်းတောင်း Facebook မှာအော်အရန်နာမည်ကြီးရဲ့ပွားပွားနေတဲ့ပွားသတင်းတွေဆိုရင်တောင်းတောင်းက TV ကပါပါတယ်เนาะအခုကဘလို့ရအေးအေးမူဆောင်ရွက်မှုလေးတွေလှုပ်ဆောင်နေမလဲအမ်ဘလို့များလှုပ်မလဲဆိုတာလေးတွေသိချင်ပါတယ်အမှန်တိုင်းပြောရမယ်ဆိုရင်တော့ David လာကိုရေးယူစိတ်ခြင်းနေပါပြီအခုဒီနေ့လို့ပေါ့အခုတက်လာတော့မိထီလား ဖိုင်ပုံစံမျိုးပေါ့မိထီလာဗီဒီယိုဖိုင်ပုံစံမျိုးပေါ့ तू စော်ကားတယ်ဖုံဖုံဖျားတွေကိုစော်ကားတယ်လူအုပ်ကြီးဒေါသထွက်တယ်မယူလဲဒေါသထွက်တယ်လူအုပ်ကြီးဒေါသထွက်လွန်းလို့နော်အကိုရဲတွေတောင်မှမနေတားနေရတယ်ဒီလိုပါပဲအခုချိန်ထိ online ကဗုဒ္ဓဘာသာတွေရဲ့နှလုံးသားထဲမှာ david law အခုချိန်ထိဒေါသထွက်နေကြလို့မဆုံးသေးပါဘူး အဲ့တော့ဖြည့်သိမ့်ပေးပါယေရှုတင်ပါတယ်ဖြည့်သိမ့်ပေးစေခြင်းပါတယ်ကဲမယူပရိစိတ်ချိန်လေးရောက်ပါတော့မယ်နော်ဒေါသလေးတွေလည်းဖြည့်ရောလိုက်ကြမယ်နော်မေးစင်နဲ့မေးခွန်းလေးမေးပြီးပါပြီယေရှုတင်ပါတယ်